ကဲဒီနေ့ဗီဒီယိုမှာတော့ပြောထားတဲ့အတိုင်း Infinite Horses DI လေးကို review လုပ်ပေးထားပါတယ်။တနေရာက လွဲရင်ကျန်တဲ့နေရာလေးတွေကဒီစီးတန်းမှာအကုန်ဖိုင်းနေပြ။ Okay စလိုက်ရအောင်။ ဗတ်စင်မရှင်မှာပြောခဲ့သလိုပဲဒီဇိုင်းကလာအနေထားကတော့ကျွန်တော်တို့ကြီးရတာကြာလေပို့ပြီးတော့ရိုးရှင်းလေမိုက်လေဆိုတဲ့ဘက်ကိုသွားတယ်။သူ့ရဲ့နောက်ကျဒီဇိုင်းကလည်းပြောလို့ပြောတာပေါ့ရှေးစခရင်နဲ့ကိုလုံးဝမလိုက်အောင်လာတာပေါ့နော်။သူ့ရဲ့ကာလာလေးတွေဆိုရင်လည်းလုံးဝတော်တော်လေးကိုပေါ့ပဲဖြစ်တဲ့ထဲမှာပါတယ်။ Sleep Black, Titanium Silver, Shadow Blue, Neo Red, Meadow Green, Soul Eye Purple ဆိုပြီးတော့6ရောင်ရှိမှာဗျာ။ဒီရောင်လေးတွေကသဘာဝရဲ့ဘယ်လိုပြောရမလဲ Champion ဖြစ်တဲ့လုံးဝ Vibrant ဖြစ်တဲ့အရောင်လေးကို Inspire ယူထားတယ်လို့ Infinite ကတော့ပြောတယ်ပေါ့နော်။ဘယ်လိုပဲဖြစ်ဖြစ်ပါကြီးရတာတော့တော်တော်လေးကိုမိုက်တယ်။ သူ့ရဲ့ရှေ့က screen လေးကတော့မပြောလဲသိကြမှာပါဒီစီးထဲမှာလုံအောင်ဘောင်းထူထူချင်းထူထူလေးပဲလာမယ်ပေါ့နော်ဒါပေမဲ့လည်းတချို့ကရုပ်လာတယ်မလှဘူးဆိုတာထက်ကို quality ဘိုင်းကိုပို့ပြီးတော့စိတ်ဝင်စားကြရဲဆိုတော့ quality ဘိုင်းကနေပြီးတော့စပြီးတော့ပြောကြမယ် display အနေနဲ့ဆိုရင်တော့ဒီကောင်က6.7 inch ရှိတဲ့အတွက်ဖုန်းက display size ကြီးတဲ့ထဲမှာပါတယ်ပေါ့နော်ဆိုတော့လက်ထဲမှာကိုင်းရန်ထားတယ်ဆိုရင်လည်းကျွန်တော်တို့ဖုန်း size ကြီးတဲ့ထဲမှာပါတယ်ဒါပေမဲ့ hand feeling ဘိုင်းအရကြတော့ဒီကောင်က ကြာကြာခိုင်ထားမယ်ဆိုရင်လည်းအဆင်ပြေတဲ့တယ်မှာပါတယ်။ဘာဖြစ်လို့လဲသိလား။ဖုန်းကကြီးပင်မဲ weight ကပေါ့နေလို့ဗျာ။အဲ့ဒီချက်လေးကသွားပြီးတော့ကောင်းနေပါတော့။ပြီးရင် तू က bouncy design လို့ ထင်ရပေမဲ့ဒီအနာသက်လေးတွေကိုလုံးပေးထားတဲ့အတွက်လက်ထဲမှာကန်ရတာအရင်ကြီးထောက်နေရဆိုတာမျိုးတော့ဖြစ်မှာမဟုတ်ဘူး 720p IPS LCD ဆိုပေမဲ့ဒီစီတန်းထဲမှာ 120Hz ဆက်ပေးထားတာကကျတော့သဘောကျစရာကောင်းပါတယ် 720p ဖြစ်တိုင်းလည်းမကောင်းတာတော့လည်းမဟုတ်ပါဘူးသူ့ရဲ့အားသာချက်ကဘာလဲဆိုတော့ဘက်တရီစားတက်တာတာပေါ့ဗျာဒီကောင်ရဲ့ဘက်တရီကလည်း9160 mAh လောက်ပါတာဖြစ်တဲ့အတွက်တော်တော်ကြီးဘက်တရီခန်းထဲမှာပါသေးတယ်တခုတော့ရှိတာပေါ့ SOC ကိုသူမနိုင်တဲ့ workload တွေပေးပြီးခိုင်းမယ်ဆိုရင်တော့အားကတော့ငကိုရတဲ့ဆင်းမြန်လိမ့်မယ်ဒါကတော့ဒီဖုန်းမှမဟုတ်ဖုန်းနဲ့ဗျဘယ် SOC မဆိုသူမနိုင်တဲ့ဝန်ကိုထမ်းခိုင်းမယ်ဆိုရင်တော့အား ားကတော့ငကောထက်ပို့ပြီးတော့ကုန်တာမြန်လိမ့်မယ်ဒီအပိုင်းကျွန်တော်စံသုံးကြီးဖြစ်တဲ့ AI တွေထဲမှာ Infinite ရဲ့ AI လည်းပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့ဒီဈေးတန်း AI ထည့်ပေးရဆိုတာကအဖြစ်ပဲလားဗောနော်ဒါမှမဟုတ်အမှန်ကန်ထည့်ပေးတာလားဆိုတာသိချင်တာဗောနော် AI မိုင်းဆိုရင်တော့ AI ခေါ်လို့ရတဲ့ခလုတ်ပို့လေးပါဝင်လာမှာဖြစ်ပြီးတော့ဒီကောင်က Infinite AI Folder ကိုလမ်းပြီးတော့ခေါ်လို့ရတယ် သူက tap to s လို့ပြောထားတဲ့အတွက်သူရဲ့အလုပ်လုပ်ပုံကဘယ်လိုလဲဆိုတော့ဆန်းကြည့်ကြမယ်ပေါ့နော်ကျွန်တော်ထင်တာကကျတော့ချက်နှိပ်လိုက်တာနဲ့ကိုလိုချင်တာမေးလို့ရတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်သူတို့က tap to s လို့နံပါတ်ပေးတာဖြစ်မယ်ဆိုတော့ဒီကောင်ရဲ့အလုပ်လုပ်ပုံကကျတော့ဗျာကျွန်တော်တို့အခု screen မှာမြင်ရတဲ့ contact number တွေကိုဒါ contact ထဲမှာလှမ်းပြီးတော့ add လုပ်လို့ရရတယ်ဆိုတော့ဆန်းကြည့်ကြမယ်ပေါ့နော် Hey Folex what do you see on my screen Okay, here's what I see on your phone screen. Time. The time displayed is 321 a.m. Mm. Okay. Hey Folex, can you open the contact list for me? Who do you want to check? Yeah, open my phone contact. Hey, Folex. Hello there. How can I help you today? Can you add the number on my screen uh, to the phone contact? Name as Bro. Oh. The following number is recognized. You can save it as a contact after confirmation. Yes, contact saved အခုတွေ့ရတဲ့အချိန်မှာเนาะကျွန်တော် screen ကိုသူက recognize လုပ်နိုင်တယ်လုံးနိုင်တဲ့တဲမှာမှာကျွန်တော်မလိုချင်တဲ့ content တစ်ခုကိုသူ့ကိုဖြတ်ခိုင်းလိုက်လို့ရတယ်ပေါ့နော်။ဟုတ်အဲ့လိုမျိုးပါ။ပြီးရင်ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်။အဲဖုန်းနံပါတ်တွေကိုကျွန်တော်တို့မှတ်လိုက်တယ်။မှတ်တာကိုကျွန်တော်တို့ဒါ typing နေပိုင်းနဲ့ number တွေထည့်မရေးတော့ဘဲနဲ့ sonar folders ai ကိုခေါ်ပြီးတော့ content လမ်းမှတ်ခိုင်းလို့ရရပေါ့နော်။ဒါလည်းအင်္ဂလိပ်စာ join join သလိုလုပ်ဖြစ်တယ်။ ဆိုတော့မစိုးပါဘူးဗျာတက်ထူအက်ဆိုတဲ့ဟာလေးကလေအလုပ်တော့ဖြစ်တယ်နောက်တစ်ခုတက်ပြီးတော့ဆန်လို့ရတာကသူက on screen မှာကျွန်တော်တို့ navigation လုပ်နေရင်ပေါ့နော်ကိုရီးယား map ဖွင့်ထားတယ် map navigate လုပ်နေတဲ့အချိန်မှာကိုရီးယား location ဘယ်နေရာရောက်နေလဲဆိုတာကိုလည်းဒါသူက screen ကို recognize လုပ်ပြီးတော့ fullest AI ကိုလမ်းမေးလို့ရတယ်ပေါ့နော်ပြီးရင် direction တွေဘာတွေလမ်းပြီးတော့မေးလို့ရမှာပေါ့ဗျာဒါ AI ဆိုတော့ဟုတ်ပြီဟုတ်ပြီကဲဒါလေးလည်းဆန်းကြည့်ကြမယ် Hey Folex where am I right now Your current location, no. 41 Maisy Gun RD, Yangon, Myanmar, Burma. How can I get to the Yangon International Airport? Wow. မေဟုတ်တော့ဟုတ်နေရပဲဟာကျွန်တော်တို့ဒီ Google Map တွေပါဖြန့်ထားရပေါ့เนาะအဲ့ဒီလိုနေရာမှာလဲ ကျွန်တော်တို့ကိုဘယ်နေရာဘလို့သွားပါဆိုပြီးတော့လမ်းညွှန်ပေးနိုင်တယ်ဒီနေရာမှာကကြတော့ကျွန်တော်တို့ AI Gallery Editor feature တွေတခုမှတော့ပါမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ AI Wallpaper Generator တို့ပြီးသွားရင် AI Note တို့ Translation Assistant တို့ Document Assistant Writing Assistant အထာမျိုးလေးတော့ပါလာမယ်ပေါ့နော် Socket to search ကတော့ပါလာမှာမဟုတ်ဘူးပြဒါကတော့တကယ်မြတ် Google ကို license ဈေးနှုန်းတွေပါကြီးလို့မပါတာလည်းဖြစ်နိုင်တယ်ဗျာဒါပေမဲ့ Sona ကပြောခဲ့တဲ့ Circuit to Search အစားဒီက home screen ဘားလေးကိုနှစ်ချက်တောက်လိုက်တာနဲ့ Sona က Flawless AI ကိုပဲလမ်းပြီးတော့ခေါ်လို့ရမယ်ပေါ့နော်ဟောဒီဘေးက AI button လေးအဲတခုခုကြောင့်ပေါ့နော် Timmy ခိုင်ပြီးပြည့်စည်သွားရင်လည်းကျွန်တော်တို့ Flawless AI ကိုဒီလိုမျိုးအလွယ်တကူလမ်းခေါ်လို့ရ shortcut လေးပါနေသေးတယ်ကင်မရာဘိုင်းကိုဆက်ပြီးတော့သွားရမယ်ဆိုရင်ဒီကောင်းမှာက 50MP main camera တစ်လုံးပါတယ်အဲ့ဒါကိုမှကျွန်တော်တို့ photo resolution output က 1440pt ရရဲပုံမှန်ဒီဈေးတွေမှာကျွန်တော်က 1080p output နဲ့ပဲတွေ့နေရပါတော့ဆိုတော့ quality ဘိုင်းကတော့သူ့အိုးသူ့ဆန်နဲ့ကိုက်တဲ့ quality လိုပဲပြောချင်တယ်ဒါပေမဲ့ဒီဈေးမှာတော့ဒါကတော့အတွန်းတက်လို့မရဘူးပုံမှန်ပဲလို့ပြောလို့ရတယ်ကျွန်တော်ပြီးရင်ကျွန်တော်ကြည့်နေပြဿနာကြီးကို knowledge sharing တခုပေးချင်တာဘာလဲဆိုရင်တော့ကျွန်တော်တို့ကင်မရာကောင်းတဲ့ဖုန်းကိုဒိုးချင်ရင်ဒီလိုမျိုး budget tier တွေကဖုန်းတွေကိုသွားပြီးတော့သုံးလို့မရတော့တီးထားသင့်တယ် mirror တွေကတက်ပြီးသုံးနေဆိုရင်တော့ကျွန်တော်တို့ OIG ရိုက်ကောင်းသလောက်စပြီးတော့ရှိလာတာပေါ့နော်တကယ်တမ်း ကျွန်တော်တို့ကင်မရာအတွက်လိုချင်နေဆိုရင်တော့ budget တရားတွေကမဟုတ်ဘဲ Infinite Note 50လို့ကောင်းမျိုးကနေစပြီးတော့ဝယ်ရပါမယ်။ဒီ Infinite Hot 16 Island မှာကကျွန်တော်သူ့ဈေးသူ့တန်းနဲ့ကြိုက်တဲ့ကင်မရာ quality တစ်ခုတော့ပြင်ရမယ်ဆိုတော့အားမခံရပါတယ်။ပြီးတော့ဒီဈေးတန်းမှာနောက်ထပ်ပြောချင်တာက entry phone တစ်လုံးဖြစ်နေပေမဲ့လည်းသူ့ရဲ့ speaker ကြီးကကွဲထွက်ပြီးပြဲအပ်နေဘူးဆိုတာကိုကျွန်တော်တကယ် appreciate ဖြစ်မိပါတယ်။အဲ့တော့အခုဒီမှာကျွန်တော်နည်းနည်းလေး YouTube ကဘာညာလေးအချက်စမ်းဖွင့်ပြမယ်ပေါ့နော်။ပုံမှန်များဒီလောက်ဈေးတက်တာဝါပြီဆိုရင်လည်းကျွန်တော် speaker အတန် quality တွေကလည်းတော်တော်ကြီးချာဝါးတာမျိုးတွေဆိုတာဖြစ်တတ်တယ်ဗျ။ အတန်းတော့အရန်ကျက်လေတဲ့မပေါဘူးဒါပေမဲ့ကွဲအပ်မသွားဘူးဆိုရင်တော့မစိုးပါဘူးเนาะနောက်တစ်ခုကဘာပြောချင်လဲဆိုတော့ဒီစီတဲ့ထဲမှာကျွန်တော်တို့ line ဆွဲအားကောင်းတယ်ပဲပြောရမှာပေါ့ဒီဖုန်းလေးကပြောရရင် wifi မိတဲ့ range ကတော်တော်ကြီးကို အဝေးရောက်တယ်လို့တော့ပြောလို့ရတယ်။အကယ်၍ကျွန်တော်တို့စီမှာအင်တာနက်မရှိနေလဲဆက်သွယ်ရေးမပြတ်တောက်သွားစေမယ့် feature လေးတစ်ခုလည်းဒီကောင်းစီမှာအပေါ်ပါလာတယ်။အဲ့ဒါကဘာလဲဆိုရင်တော့ Ultra Feeling လို့ Infinix ကတော့နာမည်ပေးထားတယ်ပေါ့နော်။ဘလို့အလုပ်လုပ်တာလဲဆိုရင်ဒီကောင်က Bluetooth ကိုအသုံးပြုပြီးတော့အဲဖုန်းတစ်လုံးနဲ့တစ်လုံးကို connect လုပ်တာပေါ့နော်။ဘလို့အချိန်နေနေမှာအသုံးဝင်လဲဆိုရင်တော့ကျွန်တော်တို့သဘာဝဘေးအန္တရာယ်တွေပါကြုံလာတဲ့အချိန်မှာဒီ mobile network တွေပြတ်တောက်သွားပြီဗျာ။ပြီးတော့ internet connection တွေပါမရတော့ဘူးဆိုရင်တော့လုံးဝဒီကောင်လေးက ုံးဝင်လာမယ်လို့ပြောလို့ရတယ်။သူ့ရဲ့ communication လုံးနိုင်တဲ့ range ကမီတာ900ထိရောက်တယ်လို့ပြောတယ်ဗျာ။အဲ့ဒီ range အတွင်းမှာဆိုရင်ကျွန်တော်တို့ two way voice call နဲ့ text messaging လုပ်လို့ရမယ်ဗျာ။ဒီ ultra link free call feature လေးကိုတော့ကျွန်တော်လက်ထက်မှာ infinite phone နောက်တစ်လုံးမရှိနေလို့မဆန်းဖြစ်လိုက်ပါဘူး။ဘာဖြစ်ပါဒီလိုမျိုးဈေးတန်းနေတဲ့မှာဒီလိုအသုံးဝင်တဲ့ feature တွေပါတယ်ဆိုတော့တကယ်ကိုချီးကျူးပါတယ်။တဘာဝ BN နေတယ်ဆိုတော့ကျွန်တော်တို့ဘလို့မှကြိုတင်ခံမဲလို့မရတဲ့အတွက်ဒီလိုမျိုးအသုံးဝင်တဲ့ဟာလေးတွေပေါ့နော်ကျွန်တော်တို့ဒီ Android ဖုန်းတွေမှာမဟုတ်ဘူးဖုန်းထဲမှာပါရင်တော့ပိုကောင်းတာပေါ့ ဆိုတော့ဒါကျွန်တော်ပြောခဲ့တဲ့ Ultra Link Free Coffee Cha လေးနဲ့ဒီကောင်ရဲ့ AI နေသူ့ရဲ့ design mind တွေကတော့ဒီဖုန်းကအဓိကအားသာချက်ပေါ့နော်။အော်ကြီးကျွန်တော်တခုပြောဖို့ကြံတော့မလို့ဒီကောင်ကိုကျွန်တော်စမ်းသုံးကြည့်နေရင်းနဲ့အဲကျွန်တော်3ထားမိတဲ့ Helio G81 Ultra ရဲ့ performance အကြောင်းလေးအနည်းငယ်ပေါ့ဗျာ။ဒီစတဲ့ဒီ SOC ဒီ performance ကတော့ကျွန်တော်လက်သိမ့်မခံချင်လည်းခံရမှာပေါ့နော်။သူ့ရဲ့ AnTuTu score အရဆိုရင်လည်းဒီလောက်တော့ထွက်တယ်။ဒီဘုံမှာနောက်တဲ့စမ်းကျင်တဲ့အချက်ကကြတော့သူရဲ့ bait in giant scope ကြောင့်ပေါ့နော် giant scope ကဘာလဲဆိုရင်တော့ကျွန်တော်တို့ဂိမ်းပုံပြအေးဖုန်းဆိုလို့ဂိမ်းဆော့ပြီးဆိုရင် ဒီမျိုးလှည့်တဲ့နေရာမှာဗျာကျွန်တော် in game motion တွေကိုကျွန်တော်ရဲ့ hand movement နဲ့လုံးဝ accurate ဖြစ်အောင်ဒီတက်လုပ်ပေးတဲ့ sensor လေးပေါ့ဗျာ back gain တွေလည်းဆိုရင်ကျွန်တော် pad G တို့ဒါဗာလဲ S9 တို့အဲ့လိုမျိုးကာမောင်းပြိုင်တဲ့ gain တွေစော့ရတဲ့တွေဆိုပို့ပြီးတော့တိပါလိမ့်မယ်နောက်တစ်ခု counter ကကျတော့ကျွန်တော်ဒီမျိုး entry phone တွေမှာလည်း NFC ပါလာပြီဆိုတော့ကျွန်တော် photo sharing လုပ်ချင်တယ်အဲလိပ်စာကတ်ဘာညာ sharing လုပ်ချင်တယ်ဆိုရင်လည်းကျွန်တော်ရှေ့ရှေ့ဝေးဝေးပေါ့နော်ဟာဟိုကနေပို့နေရနေပို့လုံးနေကြမလို့ပဲနဲ့ဖုန်းဖုန်းချင်းတို့မျိုး ဟို single tap လေးထိလိုက်တာနဲ့ share ပေးတာဖြစ်သွားမယ်ပေါ့နော်။ဒါလေးတွေကလည်းပို့ပြီးတော့ convenient ဖြစ်သေးတဲ့အချက်ပါ။ official ip rating အနေနဲ့ဆိုရင်လည်း64 ठी ပါတဲ့အတွက်ကျွန်တော်တို့ဒီလိုမျိုးမိုးရွာသလိုပေါ့နော်ရေဆိုရေစင်တာတော့ပြီးမှဖုန်နံသဲတန်တွေကတော့အတော်အသင့်ကိုခံနိုင်တယ်မပါဘူးဆိုတာထင်ဗျာပါလေးကတော့ပို့ပြီးတော့ကောင်းတာပေါ့ကဲဒီနေ့တဲ့ infinite host system i ရဲ့ review ကတော့ဒီလောက်ပါပဲကျွန်တော်တို့မြန်မာပြည်ကို version 3မျိုးဝင်မယ်လို့ပြောရယ်4128ရယ်6128ရယ်8256ရယ်ဆိုပြီးတော့ရှိမယ် မကြခင်မှာပဲကျွန်တော်တို့ရဲ့ဒီမြန်မာပြည်ဇေကွက်ထဲမှာလည်းဝယ်လို့ရမယ်ပေါ့နော်ကဲဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အောင်တတ်ပါနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်